မဆူပြည်ဆိုလဲဝလာနဲ့ဟိုစကားသာရိုက်တာမမဆူပြည်ဤစားဘာလို့လဲဆိုတော့တကယ်လုံးဝမသိပါဘူးပြီးတော့မမဟိုဟာဝလာဟိုပေါ့နော်ဒီမင်္ဂလာဆောင်ကိုအဲဖိတ်တယ်ပေါ့နော်ဖိတ်တယ်ပြီးတော့သူတို့သမီးရန်လို့ဖို့ပြောတော့ဆိုရင်အမရဲ့ခင်မွန်းပေါ့နော်ဒီသူတို့သားလားဘာလို့လဲဆိုတော့ဝလာတကယ်မသိပါဘူးဝလာကတော့ကိုကြီးနဲ့ဟိုပြိသက်တရားတိုင်းမဲ့ ship ကြရဲလို့ပဲအမှုညာမောင်နှမရဲ့ဆိုတော့ပြိသက်တရားသဘောတူတယ်နှစ်ယောက်သားလိုက်ဖက်မှုရှိလို့ပြိသက်တရား ship တယ်လို့ပဲထင်တာပေါ့နော် ပြီးတော့လာမမနဲ့စကားတွေရိုက်တုံးလဲမမဖုန်းပြောတာလို့ဖုန်းသုံးတာတွေတလုံးဝမရှိပါဘူးလုံးဝမရှိတဲ့အတွက်ကြောင့်မရဲ့ခင်မောကဘာလို့လဲမသိဘူးဒါပေမဲ့ကိုကသတို့သမီးအရင်သာလုပ်ပြရမှာသတို့သားဘာလို့လဲမသိဘူးဒါပေမဲ့အဲ့တော့မမဖုန်းပြောတော့မမကိုလာမမေးလိုက်မိဘောနော်ဘာကြောင့်လဲဆိုတော့အားနာလို့ပါ ရှင်ဟုတ်မသိဘူးပေါ့နော်လာတော့မကြားလိုက်ဘူးပုံနေတက်လာတော့မှအဲတိရပေါ့ surprise ဖြစ်သွားပါတယ်ဟုတ်အရန်ရှိုးထားတာနော်ကိုကြီးဟုတ်မယ်ဟုတ်တယ်ဟုတ်တယ်တခြားဘာမှလည်းမသိဘူးတယောက်ယောက်တင်လိုက်တော့မှအဲ့လိုမျိုးတွေ့လိုက်တာပါဟုတ် တယ်လေနော်ဟုတ်ကဲ့ဟုတ်ကဲ့အကူအမအနှစ်ယောက်လောက်ချောတယ်ဆိုတာလေဆီယမဆိုလည်းအရန်လှတယ်ပေါ့နော်ဟိုမင်းမီမင်းမီတယောက်လိုပဲအရန်ချောတယ်ဆိုတာဟုတ်နှစ်ယောက်လုံးအာပေါ့နော်ဘဝတစ်ခုကိုပျော်ရွှင်စွာလက်တွဲလက်တွဲသားနိုင်ပါစေလို့လာဆုတောင်းပေးပါရစေဟုတ်အခုကြီးကိုလူပြိုကြီးလုံးမယ်လို့ပဲထင်ထားခဲ့ကြတယ်အဲဟုတ်ဟုတ်ကဲ့အဲ့လိုတော့တခါမှတော့ဟိုမကြောက်ဘူးပေါ့နော်မင်္ဂလာဆောင်လို့မကြားသေးဘူးဆိုတော့အခုဆိုတော့ကောင်းပါတယ်ဟုတ်အဲ့လိုတိတိငိမ့်ငိမ့်နဲ့ပေါ့ဟုတ်အဲ့နောက်တစ်ခုဒီထောင်တော့မယ်ဆိုတော့ကောင်းပါတယ် တွေ့ပါတယ် surprise တွေလောက်တာလဲတွေ့ပါတယ်ဆောပျော်စရာကြီးပါအခုကဟိုဝမ်းသာစရာမင်္ဂလာကိစ္စတွေပဲဆိုတော့လေဟိုနိုဝင်ဘာကျရင်လဲဒီမမဆူပြီးတော့မင်္ဂလာပွဲကျရင်လဲသူတို့သမီးအရန်လို့ဖြစ်မယ်ပေါ့အခုကတော့ကိုကြီးတို့ပွဲကျတော့တိုင်းလေးပဲဟာပွဲတက်ဖြစ်တာပါဟုတ်မတင်ပါအဲ့တော့ဒါအခုလက်ရှိမှာလဲဟုတ်ကဲ့ဟုတ်ကဲ့ဟိုအဲ့ဒါတော့ဟုတ်မမဘက်ကဟုတ်မမကနေပြီးတော့လုခိုင်းလို့ဟုတ်သူတို့သမီးရန်ပြီးဟုတ် တော့ဒါရေကုန်မှုလေးမတိခဲ့ဘူးအကောင်မှ surprise တွေပဲဖြစ်နေရယ်ပေါ့နော်အားလုံးကဟိုဘယ်လိုပြောမလဲလုံးဝ ရှိမော်လီတာမတိခဲ့ရဘောနော်မမစုပြည့်ဆိုလဲဝူလာနဲ့ဟိုစကားသာရိုက်တာမမစုပြည့်ရေးစားဘာတူလဲဆိုဝူလာတကယ်လုံးဝမတိပါဘူးပြီးတော့မမဟိုဟာဝူလာဟိုပေါ့နော်ဒီမင်္ဂလာဆောင်ကိုအဖိတ်တယ်ပေါ့နော်ဖိတ်တယ်ပြီးတော့သူတို့သမီးရန်လုပ်ဖို့ပြောတော့ဆိုရင်အမရဲ့ခင်မုန်းပေါ့နော်ဒီသူတို့သားလားဘာတူလဲဆိုဝူလာတကယ်မတိပါဘူးဝူလာကတော့ကိုကြီးနဲ့ကိုပြိတ္တတရားတိုင်းမဲ့ရှစ်ကြရဲလို့ပဲအမှုညာမောင်နှမရဲ့ဆိုတော့ပြိတ္တတရားသဘောတူရဲ့နှစ်ယောက်သားလိုက်ဖက်မှုရှိလို့ပြိတ္တတရားရှစ်တယ်လို့ပဲထင်တာပေါ့နော် ပြီးတော့လာမမနဲ့စကားရိုက်တုံးလဲမမဖုန်းပြောတာလို့ဖုန်းတုံးတာလေတလုံးဝမရှိပါဘူးလုံးဝမရှိတဲ့အတွက်ကြောင့်မရဲ့ခင်မောကဘာလို့လဲမသိဘူးဒါပေမဲ့ကိုကသတို့သမီးအရင်သာလုပ်ပြမှာသတို့သားဘာလို့လဲမသိဘူးဒါပေမဲ့အဲ့တော့မမဖုန်းပြောတော့မမလာမမေးလိုက်မိဘောနော်ဘာကြောင့်လဲဆိုတော့အာနာလို့ပါအမကိုကြီးပဲလားအဲ့လိုမျိုးမေးရမှာဆိုအာနာတော့ကြောင့်မဟုတ်ခဲ့ရင်လဲ ပြဿနာတက်မှကြောက်လို့အဲ့နဲ့ဟိုလာတိုင်းမဲမသိနောက်တော့မှဟိုလာတို့တခြားဟိုသူများကပြောပြတာပါတခြားတယောက်ကအဲပြောပြတာပါအမရဲ့သူတို့သားကိုကြီးဆိုတာကိုလေအဲ့လိုပြောပြတော့မှဟဲဟလာဆိုတော့အဲ့တော့ပြိသက်တွေရအောင်မှသိနေပြီဟိုလာမသိဘူးတော့ဖြစ်သွားတယ်ဟုတ်တခြားသူများ privacy ဆိုတာလေဟုတ်ပါပါတယ်ပါပါတယ်ဟုတ်ဟုတ်အမကိုနဲ့အရင်လိုက်တယ်ပေါ့နော်ဒီကတော့ကိုရဲ့ video ရဲ့လည်းအရင်ချောတယ်အမရဲ့ video ရဲ့လည်းအရင်ချောတယ်ဆိုတော့နှစ်ယောက်သုံးအရင်ဟိုလိုက်ဖက်ညီပါတယ်ဟုတ်ကဲ့ ကျေးဇူးပါဟုတ်ကဲ့ဟုတ်ကဲ့ကိုရှင်နဲ့မဘူးရဲ့မဘူးလည်းနှစ်ယောက်အရင် live ဖတ်မှုရှိပါတယ်နှစ်ယောက်စလုံးပေါ့နော်အာဒီဒီပေါ့နော်နှစ်ယောက်သားဘောခီလန်ကိုအာပျော်ရွှင်စားပေါ့နော်အတူတူဆောက်သွားနိုင်ပါစေဟုတ်လားဆက်တောင်းပေးပါရှင်ကျေးဇူး